กูเองเทมากูนี่ดาเราไม่ลงจงยาบูทายาวมีมาอิวตาตะอูฮาอัตตานาซาคนหนึ่งอยู่ทนทายเมงคลีกูพิจิมูจันซีเคปีเมงคลีโอเฮกูนีตาวเนาะแต่ยังคันพิทิูฮากูที่เลี้ยงจูลงเคบาร์เดน้าส่งมาโรเมงคลีฮาแต่ยังคันเยลกาในจงกันลมยาวเคปีจวัลูจิโกตันจากาแต่ยังคันพิทิตูมีมาอิวตาโกูไว้วงพันซีเคบาร์เดมีหนุ่มเมียนมาคนหนึ่งครับบุกเข้าบ้านเซลสาวอายุยี่สิบเจ็ดปีพิเศษงานรองงาลาบัญชีเนี่ดีนี่นี่เลยไปงานทายตินี่มาพบยาลาเด ထိုင်းနိုင်ငံချာချင်းဆောင်မြို့မှာအလုပ်လုပ်ကိုင်းနေထိုင်တဲ့ထွတ်ထုံးဝင်းဆိုတဲ့မြန်မာအမျိုးသားဟာသူငှားနေတဲ့နေရာရဲ့မျက်နှာချင်းဆိုင်တိုက်ခန်းမှာနေထိုင်တဲ့အသက်29နှစ်အရွယ်ထိုင်းမင်းကလေးကိုပြူကျင်းဖို့ကြံစီခဲ့တာကြောင့်ရွာလူကြီးနဲ့ရွာသားတွေမှာတရက်ခန့်ဖြစ်သူထွတ်ထုံးဝင်းဆိုတဲ့မြန်မာအမျိုးသားကိုဝိုင်းဝန်းဖန်စီခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းသတင်းမှပြောတာကတော့ပြီးခဲ့တဲ့6ရက်နေ့ည7:00နာရီအချိန်လောက်မှာထိုင်းနိုင်ငံချာချင်းဆောင်မြို့အာနမိုင်နမ်တဲ့လမ်းမှာရှိတဲ့အငှားတိုက်ခံမှာငှားရန်နေထိုင်တဲ့ထွတ်ထွန်းဝင်းဆိုတဲ့မြန်မာအမျိုးသားဟာသူငှားနေတဲ့တန်ရာရဲ့အရှိမနေထိုင်တဲ့အသက်29နှစ်အရွယ်ထိုင်းမင်းကလေးကိုပြူကျင်ဖို့အတွက်ခြံစည်းရိုးကိုကျော်ဝင်ပြီးမင်းကလေးကိုကျန်စီခဲ့ပါတယ်။နောက်ပြီးအဲ့နေညာကအသက်29နှစ်အရွယ်ထိုင်းမင်းကလေးဟာသူနေထိုင်တဲ့တိုက်ခံမှာအနာယူနေတဲ့အချိန်အိမ်နောက်ဖေမီဘိုးကြောင့်ဘာကနေတခုခုတိုးဝင်နေတဲ့အတန် န်ကိုကြားလို့တကားဖွင့်ကြည့်တော့အမျိုးသားတဦးချန်စီယိုးကိုကြော်ဝင်နေတာကိုတွေ့ခဲ့ရပြီးရုတ်တရက်လန့်သွားကပတ်ဝန်းကျင်ကလူတွေကိုအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။အဲအချိန်မှာတော့တရက်ခံဖြစ်သူအမျိုးသားဟာမိန်းကလေးရဲ့ပါဇက်ကိုဆွဲဖြဲခဲ့ပြီးလက်ဘင်းကိုဖန်ညှစ်ခါအတင်းအာဓမပြုခြင်းမူကြံစီခဲ့ပါတယ်။ဒီလိုနဲ့မိန်းကလေးဟာတရက်ခံရဲ့လက်ကနေယုံကန့်ရင်သူမလက်ထဲမှာကင်ထားတဲ့ဖုန်းနဲ့တရက်ခံရဲ့ခေါင်းကိုအဆက်မပြတ်ထူတော့တရက်ခံဖြစ်သူကနာလို့မိန်းကလေးကိုလှုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့မိန်းကလေးဟာချက်ချင်းဆိုသလိုပဲအခန်းတကာကို ဖွင့်ပြီးထွက်ပြေးသွားခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ရွာလူကြီးကိုတိုင်ကြားကရွာထဲကလူတွေနဲ့တရက်ခံဖြစ်သူထထုံဝင်းဆိုသူကိုဝိုင်းဝန်းဖန်စီခဲ့ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်ခံခဲ့ရတဲ့အသက်28နှစ်အရွယ်ထိုင်းမင်းကလေးပြောပြတာကအဲ့ဒီညကသူမအိတ်ဖိုးပြင်နေတဲ့အချိန်မှာအိမ်နောက်ဖေမိဖို့ကြောင့်နားမရှိတဲ့ခြံစည်းရိုးဘက်ကနေတခုခုအိမ်ထဲကိုသိုးဝင်နေတဲ့အတန်ကိုကြားတယ်အစကတော့သူမစိတ်ထဲမှာအကြောင်းနေပဲဖြစ်မယ်လို့ထင်ခဲ့ပြီးသိုးဝင်နေတဲ့အတန်ကပို့ပို့ပြီးကြဲလာတာကြောင့်အိမ်နောက်ဖေတကာကိုဖွင့်ကြည့်ကြည့်တော့ ချန်စီယိုးဘုံမှာရန်နေတဲ့အမျိုးသားခြေထောက်နှစ်ချောင်းကိုတွေးတယ်။ဒီလိုနဲ့သူ့မှာလည်းကြောက်လန့်ပြီးအော်ဟေးအခုညီတောင်းတော့တရက်ခန့်ဖြစ်သူဟာပြေးလာပြီးသူ့မရဲ့လပင်ကိုဖန်ညှစ်ခဲ့တယ်။အဲအချိန်မှာသူ့မလည်းယုံကန့်ခြင်းသူ့မလက်ထဲမှာကင်ထားတဲ့ဖုန်းနဲ့တရက်ခန့်ရဲ့ခေါင်းကိုအဆက်မပြတ်ထုတယ်။နောက်ဆုံးတရက်ခန့်ဖြစ်သူကနာတော့သူ့မကိုလှုပ်ပီးခဲ့ပြီး သူမလည်းချက်ချင်းဆိုသလိုပဲအခန်းထဲကနေပြီးထွက်ခဲ့တယ်။နောက်ပြီးအဲ့အချိန်မှာတရက်ခန့်ဖြစ်သူဘသူဖြစ်တဲ့ဆိုတာကိုသူမမှတ်မိတယ်။ဘာလို့လဲဆိုတော့သူမကိုကျူးလွန်ခဲ့တဲ့တရက်ခန့်ဟာသူမနေထိုင်တဲ့တိုက်ခန့်ရဲ့အရှိကတိုက်တန်ရာမှာနေထိုင်နေထွထုံဝင်းဆိုတဲ့မြမအမျိုးသားဖြစ်တဲ့ဒီလိုနဲ့သူမလည်းရွာလူကြီးအိမ်ကိုသွားပြီးတိုင်ကြကရွာထဲကလူတွေနဲ့တရက်ခန့်ဖြစ်သူမြမအမျိုးသားကိုဝိုင်းဝန်းဖန်ဆီးခဲ့တာဖြစ်တယ်လို့ အသက်29နှစ်အရွယ်ထိုင်းအမျိုးသမီးမှပြောပြပါဗါးနောက်ပြီးထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူထွတ်ထွန်းဝင်းဆိုတဲ့မြမအမျိုးသားကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့တရက်ခံဖြစ်သူပြောတာကကျွန်တော်လုံရဲနဲ့ပတ်သက်ပြီးကျွန်တော်ဝန်ခံတယ်ဒါပေမဲ့အဲ့ဒီညကကျွန်တော်လဲမူးနေတော့ဘာမှမမှတ်မိဘူးကျွန်တော်စိတ်ထင်အဲ့ဒီညကအခမ်းအမားပြီးဝင်ခဲ့တာဖြစ်မယ်လို့တရက်ခံဖြစ်သူထွတ်ထွန်းဝင်းဆိုသူမှထိုင်းရဲတပ်ဖွဲ့ကိုပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံရဲထွက်ဆိုမှုကိုလက်မခံဘဲ တရားခံဖြစ်သူထထုံဝင်းဆိုသူကိုပိုင်နက်ကျူလွန်မှုအသိအာဓမ္မပြုခြင်းမှုကြံစီမှုတို့နဲ့ဖန်စီခဲ့တယ်လို့ထိုင်းတဲ့တင်မှာပြောပါရယ်